အားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းမယ့်အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောပြမယ်အဲ့ဒါကတော့လွန်ခဲ့တဲ့2020 21နှစ်ဝန်းကျင်လောက်တုန်းကအထက်ကသူဝနာအကြောင်းမှာအလဲတန်းပြအနေနဲ့တင်ခဲ့တဲ့ဆရာတယောက်အကြောင်းပဲဖြစ်ပါတယ်ဆရာကစိတ်မှန်နဲ့လူမှန်နဲ့ဒေါသတော်တော်ကြီးတယ်ဆရာကတော်ရုံတန်ရုံဆိုရင်မရိုက်ဘူးပါးစပ်နဲ့ပြောတာများတယ်ဒါပေမဲ့သူရိုက်ပြီးဟေးဆိုရင်လည်းတော်တော်ဆိုးတဲ့အကြောင်းသားဖြစ်နေလို့ဆရာကရိုက်တာများတယ်ပေါ့နော် ဒါပေမဲ့အားလုံးကဆရာကိုစိတ်ဆိုးလားဆိုတော့ဘူးမှစိတ်မဆိုးဘူး။ဆရာကိုချစ်ကြောက်ယူတည်တယ်။အဲ့ဒီဆရာကတော်တော်လေးနာမည်ကြီးပါတယ်။အဲ့တုန်းကအလဲတန်းမှာ။ပြီးတော့လဲတန်းမှာလဲတန်းဆိုတာထားပါတော့ तू က၅တန်းတင်သူ့ရဲ့၅တန်းမှာပေါ့။ဆရာဆိုလို့ तू တက်ရောက်သေးရှိတယ်။ပြီးတော့ဆရာရဲ့မိန်းမကလည်းအလဲတန်းပြအနေနဲ့ပဲအဲ့ဒီကြောင်းမှာပဲစတင်လာ။ဆရာရောဆရာမဟောကတားတော့တမိခံမရှိတော့သူတို့နှစ်ယောက်လုံးကအဲ့ဒီကြောင်းဝန်းတန်းမှာပဲပြင်အောင်အင်းလေးထိုးပြီးတော့หนีจ๋าเลยป่ะเปีย ီးတော့ဆရာဆုံးတဲ့ခုနှစ်တက်ကြတွေကိုတော့ကျွန်တော်တို့မသိတော့ဆရာအဲ့လိုပဲကျောင်းထဲမှာစာသင်နေနေဘယ်သူဆုံးသွားတာဆုံးတော့ဆရာမကလည်းကျွန်တော်ထင်ပါတယ်ဒီအမြဝေတာတွေဆူတောင်းတာတွေဖုန်ကြီးပြင်ပြီးတော့လှုပ်တယ်ထင်ပါတယ်သူတို့နှစ်ယောက်နေခဲ့တဲ့အိမ်မှာပဲဒါပေမဲ့ဆရာကဆရာမကိုစိတ်မချတာလားဘာလို့ပြောချင်တာလဲဘာလို့စွဲသွားတာလဲမသိပဲနဲ့ဆရာဝိညာဉ်ကမကြွဘူးအဲ့ဒီအိမ်မှာပဲရှိပြီးတော့ဆရာမကို၆တာအမှန်တကယ်တော့၆တယ်ဆိုတာ तू တခုခုကိုပြောချင်လို့နေမှာပါနောက်ဆီယာမကနားမလဲတော့အဲ့လိုမျိုးပို့ပြီးတော့ကြမ်းတမ်းတဲ့အဆင့်တွေလှုပ်လာတာဥပမာဒီသူတို့အိမ်မှာရှိတဲ့ပစ္စည်းတွေပောက်ခွဲတာလှုပ်ပစ်တာအစားအသောက်အလောက်ထိရောအချိန်ကြာတော့လည်းကြမ်းကြမ်းတမ်းတမ်းနေဖြစ်လာတာတပြေးပြေးနဲ့ဆီယာမကလည်းမခံနိုင်တော့ဘူးသူလည်းနားမလဲဘူးဘလို့လဲလုံးလုံးမရဘူးအမြားလည်းပြီးလို့လည်းမရဘူးကြောက်လာတော့ဆီယာမကဒီကြောင်းနေပြီးတော့ပြောင်းသွားတယ်သူ့အိမ်တွေကဖြတ်ပြီးတော့ပြောင်းသွား ဲ့ဒီအချိန်ကစပြီးတော့ဆရာရဲ့၆လမ်းမှုတွေကလည်းမရှိတော့ဘူးမရှိတော့ဘူးဆိုတော့ဆရာမနောက်ပါသွားတာပဲလားဒီအိမ်မှာဆွဲနေလို့ဒီအိမ်ကိုဖျက်လိုက်လို့ तू မရှိတော့တာလားဒါမှမဟုတ်ကျွတ်လွတ်သွားလို့မရှိတော့တာလားဆိုတော့အခုအချိန်ကြီးဘယ်သူမှမသိကြပါဘူးဒါမှမဲ့သိကြတာတခုကတော့အဲ့ဒီနောက်ပိုင်းတော့ဆရာရဲ့၆လမ်းမှုကလုံးဝမရှိတော့ပါဘူးဒါကတော့အထက်ကသူကနာအเจ้าမှာအလဲတန်းပြနေတဲ့တင်ခဲ့တဲ့ဆရာတယောက်ရဲ့ ဲ့ဒါလောကနဲ့ဆိုင်တဲ့ဝိညာဉ်အကြောင်းကိုကျွန်တော်ပြန်ပြောပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့ကျေးဇူးပြုပြီးကျွန်တော်ရဲ့ channel ကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုထပ်ပြီးတော့ကျေးဇူးတင်ပါတယ်ဗျာ